ရာဒီနေ့တော်တော်များများစိတ်ဝင်စားကြမယ် comparison လေးတစ်ခုလုပ်ပြသွားမယ်ဘယ် brand တွေကို comparison လုပ်ပြသွားမှာလဲဆိုတော့ဒီနေ့ကတော့ရာကရာလက်ထံမှာရှိနေတဲ့ promise 3လုံးစလုံး camera comparison လုပ်ပြသွားမယ်အခုချိန်ကလည်းနေကြာရိုင်းနေပုံးနေတဲ့ချိန်ဆိုတော့ camera ရိုက်လို့အရန်ကောင်းတယ်ဆိုတော့အခုရာလက်ထံမှာရှိနေတဲ့ Xiaomi 70 Pro Max K90 Pro Max iPhone 70 Pro Max 3လုံးစလုံးကိုကင်မရာချင်းဒီဘယ်လိုရှိလဲဆိုတာကိုဆက်မြင်မယ်ဆိုတော့ let's try and now အရင်ဆုံးကိုရိုင်မော်ရယ်လောက်ထားတဲ့ပုံကနေစမယ်ကိုရိုင်မော်ရယ်လောက်ကိုရိုင်အကဲဖြတ်ကြည့်ရပါဗောဒီပုံသုံးပုံစလုံးက iPhone 70 Pro Max ရယ် K90 Pro Max ရယ် Xiaomi 70 Pro Max ရယ် ਨੇ ရိုက်ထားတာအဲ့တော့ဒီသုံးပုံစလုံးကအဝေးကနေ zoom ဆွဲပြီးတော့ portrait နဲ့ရိုက်ထားတဲ့ပုံနေ iPhone 70 Pro Max ကိုကြည့်ကြည့်လား iPhone ကတော့ natural ပုံစံနဲ့ color တွေပါအရင်မတောက်ဘူးမတောက်တော့ကိုကဒီ color ကိုမကြိုက်လို့ပြင်မယ်ဆိုရင်ပြင်ရတာပိုလွယ်ထဲမှာတော့ပါတယ် ဗိုလ်ခေးဖြစ်တာတွေဘာရားစားအပြစ်ပြောစရာလုံးဝမရှိဘူးပြီးတော့ Kinani Bromance Kinani Bromance ကကြတော့ beauty effect ပါတာကိုကြိုက်တယ်စွန်းဖြစ်နေအောင်သဘောကျတယ် color တောက်တာကြိုက်တယ်ဆိုရင်တော့ဒါအပိုအဆင်ပြေလိမ့်မယ်ဗိုလ်ခေးဖြစ်တာကတော့သူကတော်တော်လေးလှတယ်အနောက်ကလှနေတော့လူရုပ်ကပုံပြီးတော့မှကြွားသွားတာအဲ့တော့ဒီပုံလေးကတော့တကယ်လှတယ်နောက်တစ်ခု Xiaomi Sammy Bromance သူက Liger နဲ့ collaborate လုပ်ထားလीနော် portrait ဖြတ်တာဘလို့မှအဆင်ပြေမနေဘူး တုံးလေးပုံလောက်ရိုက်တယ်တုံးလေးပုံလုံးရိုက်တာရောအနောက်က portrait ကတချမ်းမဖြတ်တာတချမ်းကမဖြတ်အဲ့တော့ပုံနဲ့ကနေပြီးတော့မှ portrait ကိုထောက်ပြီးပြန်ပြည်ကြည့်တော့လေအဲ့တချမ်းကြီးကပဲတိတိတာပြင်သွားတယ်ကျန်တဲ့တချမ်းမှာမလှနေဘူးအဲ့တော့ဒီသုံးပုံစလုံးကိုရှင်ကြည့်လိုက်မယ်ဆိုရင် natural center ကိုပို့ကြရင် iphone ကိုတော့အလုံးဝမဟုတ်ဘဲနဲ့ color ပို့လာတယ်စွန့်ဖြစ်တာကိုကြိုက်တယ်ဆိုရင်တော့ K90 Pro Max ကတော့ပို့ပြီးအားသာလိမ့်မယ်နောက်ထပ်တစ်ပုံက အဝေးရနေရိုက်ထားတာမဟုတ်ဘဲနဲ့အနီးက focus ဖြတ်ပြီးတော့ပါရိုက်ထားတာ daylight မှာတော်တော်လေးနေအောင်အရန်ထိုးနေတဲ့ဘက်ကနေပြီးတော့ရိုက်ထားတဲ့ပုံနေ iPhone ကကြတော့ဒီမှာဆောလာပြောသလိုမျိုးပဲ color by အရန်မတောက်တော့ကြတော့တဘာဝဆန်ဆန်လေးနေကြီးကြီးအီးလေးကြိုက်တယ်ဆိုရင်တော့အဆင်ပြေဒါပေမဲ့ तू ကနေထိုးလို့ထိုးထားမြန်ပုံပြီးတော့တိတာတော့မျက်နာဒီနာလေးတွေဆိုလို့ချင်းရှိတ်ပူကြနေရ K90 Pro Max ကကြတော့လှတယ်အယောင်တောက်တာတွေ မျက်နှာ smooth ဖြစ်တာမျိုးကြီးကြိုက်တယ်ဆိုရင်တကယ်အဆင်ပြေနေရောင်အောက်မှာရိုက်ထားမြန်လဲပုံပြီးမှတိတ်တာတယ်ဒီနေရာမှာ Xiaomi Sandy Pro Max ကကျတော့ dark back ကိုနည်းနည်းသွားတယ်နေထိုးနေရာမှန်တယ်ဒါပေမဲ့အဲ့ dark ဖြစ်တဲ့ဘက်မှာသူကအဲ့နေရောင်နည်းနည်း reduce လုပ်ပေးလိုက်တဲ့ပုံစံမျိုးသုံးမိတာဆိုတော့ဒီသုံးပုံစလုံးကတော့ကိုကြိုက်နေကိုပေါ့နော်ဒါသူ့အားသာချက်အားနေကြတော့ရှိဟုတ်ပြီလူမုံအကဲဖြတ်ပြီဆိုတော့အပြင် location အကဲဖြတ်ကြည့်ရဒီပုံသုံးပုံစလုံးကဘာလို့ကားပေါ်မှာ လှမ်းပြီးတော့မှဇုံဆွဲပြီးရိုက်ထားတဲ့ပုံလေး iPhone 70 Pro Max ကိုကြည့်ကြည့်လိုက် Natural Pro Sand နဲ့ပြီးသွားပြီဆိုလို့ရှိရင်အပွင့်လေးတွေနဲ့အရွက်ကလေးတွေက match ဖြစ်ပြီးတော့မှပိုလှနေဒီ location မှာဆိုရင်တော့ iPhone ကတော့ပိုပြီးအားတာလိမ့်မယ် K90 Pro Max ရဲ့ Xiaomi 70 Pro Max ရဲ့ပုံတွေကိုကြည့်ကြည့်လိုက်လှမ်းပြီးရိုက်လိုက်တဲ့အခါမှာရောနေရွာအရွက်စိမ့်စိမ့်တွေရဲ့အပွင့်တွေကလည်းရောတယ်ဒီတိရလည်းအရင်မတက်ရဖဲနဲ့မလှဘူးဖြစ်နေရ ဲ့တော့ဒီနေရာမှာကျတော့ iPhone ကတော့ပို့ပြီးတော့အားသာလိုက်မိဒီမို့သုံးပုံစလုံးကိုတစ်ချက်စစ်စစ်လာ right တိုက်အမြင်ကနေ white နဲ့ရိုက်ထားတဲ့ပုံနေ iPhone ဆိုလို့ရှိရင်သူ့ရဲ့ဒီအိမ်ခေါင်မိုးအယောင်လေးရယ်ပြီးတော့ရင်ကောင်းကင်ရယ်တက်တော်စင်းရယ်ကသုံးပုံစလုံးမှာ match ဖြစ်ပြီးတော့မှ color တက်တော်လေးနဲ့လှနေတာပြီးတော့တက်ပင်အယောင်ဆိုလဲ right တကယ်အပြင်မှာမြင်ရတဲ့အတိုင်းတတတဲနဲ့ထွက်နေတာပေါ့နော် K90 Pro Max ကကြတော့အဲ့လိုမဟုတ် white နဲ့ရိုက်ထားလို့တော့မပြောတတ်ဘူး လုံးဝကာလာမမန်ကိုဖွေးတိဖွေးဖက်နဲ့ဒီနေရာမှာတော့လုံးဝမလောက်အဲ့မှာ Xiaomi 70 Pro Max ကကြတော့ iPhone နဲ့ color နဲ့ခက်စစ်စင်လို့ပြောလို့ရတယ်။တတော်စင်းလေးမှာနည်းနည်း dark ဖြစ်တယ်။ဒါပေမဲ့ကောင်းကင်ရဲ့တတော်စင်းအရောင်ရဲ့ပြီးသွားရင်ဒီအိမ်ကောင်မိုးရောင်ရဲ့သုံးခုပေါင်းလိုက်မယ်ဆိုရင်တော့ iPhone နဲ့ရှင်လာရင် color အရင်ကြီးတော့ match ဖြစ်မနေဘူး။ size နဲ့ဆွဲထားတဲ့ဒီပုံသုံးပုံစလုံးကြီးကြီးလား။ iPhone 70 Pro Max မှာဆိုရင်သူကဒီမှာဆိုရင်ရှိတ်ကျနေတဲ့လမ်းလေးလေး တိတ်ပြီးတော့မမြင်အောင်နောက်တစ်ခုကကြတော့ကာလာလေးတွေကသူချင်းချင်းစုံလေးနော်မြင်ရတော့လှရလို့ထင်ရတယ်ခုချိန်ကနေကြရိုင်းနေပေါ်နေတဲ့အချိန်ဆိုတော့အဝါဘက်မများပဲနဲ့သူ့ရဲ့ကာလာအစိမ့်ဘက်ကိုပုံများနေရဒီမှာကြတော့ခင်နန်နီပုံမစကကြတော့သူ့နဲ့မတူအဝါဘက်ကိုနေနေပုံများတယ်အစိမ့်ဘက်ကိုကြတော့ short ထားတာဆိုတော့ကိုကြိုက်တဲ့ကိုပေါ့နော်ပြီးတော့ဒီရှိတ်ကျနေတဲ့နေရာလေးတွေဆိုလို့ရှိရင် reduce လုပ်ပြီးပြီးတော့မှ LAN ကပူပေါ်တယ်ပူပြီးမြင်လာတဲ့နာရှိတယ် Xiaomi 70 Pro Max က iPhone နဲ့နေခက်စင်စင်လို့ပြောရမယ် dark ဖြစ်တဲ့ဘက်ကိုနည်းနည်းပို့သွားတယ်ပြီးတော့ဒီအစိမ့်ဘက်ကိုပို့ပြီးအာတန်တယ်အဝါဖောက်တာမျိုးတွေဂျန်နဲ့ကာလာဖောက်တဲ့ဘိုင်းဒီမှာဆိုအရင်ပေါ်တော့ကာလာကွန်ထရက်တွေဘိုင်းဖြစ်တာမျိုးတော့မရှိဘူးရှိသမျှဇုံတွေကိုအစွမ်းကုန်အဆုံးထိထားပြီးတော့မှရိုက်ထားတဲ့ဒီပုံတွေကိုကြည့်ကြည့်လိုက် iPhone ကတော့ဒီလောက်ပဲရမှာဒီလောက်ပဲရမှာပဲလေသူ့မှာ100ဇုံမှမပါဘူး အဲ့တော့ဟန်ဒရိတ်ဇွန်ရတဲ့ပုံနှစ်ပုံပဲရှင်းပြပေးမယ်။ K90 Pro Max ကကြတော့ဒီလိုရလိုက်တဲ့အချိန်မှာနည်းနည်းလေးပူပြီးတော့မှနီးစက်တယ်လို့မြင်တယ်။ပူပြီးတော့လည်းနီးစက်တယ်ဒီဒီလေးနည်းနည်းပူကြရလို့ပြောလို့ရတယ်။ Xiaomi Redmi Pro Max ကိုကြည့်ကြည့်လိုက်။ကတုံးအိမ်လိုလိုဘာအိမ်ဖြစ်သွားမှန်းမသိရဘူး။ပရင်းပေါက်တွေဆိုလည်းနှစ်ထပ်နှစ်ထပ်တွေဖြစ်နေရ။အဲ့တော့ဒီပုံတွေမှာဆိုရင်တော့ K90 Pro Max ကတော့ပူပြီးအားသာလိမ့်မယ်။ရိုက်သမျှတွေမှာအကြိုက်ဆုံးပုံရှိရယ်။အဲ့ပုံတွေကိုကြည့်ကြည့်လိုက်။ ဒီပုံမှာဆိုရင် viral pink ကိုအမြင်ရယ် pink ကိုပုံလေးရယ်ကိုပါတာကိုရိုက်ထားတာဒါပေမဲ့ iPhone ကကြတော့ pink ကိုအမြင်လဲအဲ့လောက်ကြီးတိတ်ပြီးမပေါ်ဘူး pink ကိုအကောင်ပုံစံလဲအရင်ကြီးတိတ်ပြီးတော့မပေါ်နေဘူးဒီနေရာမှာကျတော့ K90 Pro Max က pink ကိုအမြင်လေးတွေနေထိုးပြီးတော့ရှိတ်ကျနေတဲ့ပုံလေးတွေကဒီဒီကျကျနဲ့မြင်နေတာတကယ်လှတယ်။ပြီးရင် Xiaomi 70 Pro Max ကိုလည်းကြည့်ကြည့်လိုက်။တัวတော့အလှဆုံးပဲ။ဘာလို့လို့ပြောရလဲဆိုတော့ pink ကိုအမြင်ကျတာရောဒီဒီကျတာရောပြီးရင်ကောင်းကင်မှာ ကောင်းရံနေလှမ်းပြီးတော့ယူလိုက်တဲ့နေရာယူတဲ့ပုံစံအားသာတကယ်ကိုလှတာဆိုတော့ဒီသုံးပုံစံလုံးရှင်းကြည့်မယ်ဆိုရင်တော့ Xiaomi 70 Pro Max ကပိုအားသာလိုက်ပြီ။ဖိုတိုပိုင်းပြောပြီးသားရည်ဆိုတော့ဗီဒီယိုပိုင်းဆက်လိုက်အောင်ဒီဗီဒီယိုသုံးပုံကိုကြည့်ကြည့်လိုက်။ဒီဗီဒီယိုသုံးပုံမှာတီးတာနဲ့ stabilize ဖြစ်နေတာက iPhone နဲ့ Xiaomi 70 Pro Max iPhone 70 Pro မှာဆိုရင်တစ်ချက်ကြည့်ကြည့်လိုက်။သူက color nice ဖြစ်တယ်၊ contrast ပိုကောင်းတယ်။ပြီးတော့ stabilization ကလည်းသုံးလုံးစလုံးရှင်းလိုက်မယ်ဆိုရင်သူကတိတိတာပိုပြီးအားသာတယ်။ဒါက ဒီလိုပုံစံမျိုးလောက်တော့မဟုတ်ဘူးလူကိုရိုက်ကြည့်လိုက်တဲ့ခါမှာလဲသူ့ရဲ့ color က natural ဆန်နေတော့ကိုက color တွေပဲထက်ထည့်ချင်နေဆိုလဲထည့်လို့ရတယ်ကျွန်တဲ့နှလုံးမှာကြတော့ဖွေးပက်ပက်ကြီးဖြစ်နေတယ်ပြီးရင်လူရဲ့ background တွေကလုံးဝ match ဖြစ်မနေဘူးဒါကလေ iPhone ကဒင်းစုံမှမှာ video ဘိုင်းနဲ့ပတ်သက်ရင်အမှတ်များဆုံးဖြစ်နေတာအဲ့တော့တွားရှင်လို့မရအောင်ပေါ့ တော့ဆိုရင်တော့ right အခုစမ်းပြထားတဲ့သုံးလုံးစလုံးထဲမှာဘယ်ဟာကင်မရာပိုကောင်းလဲပြီးတော့ဘယ်ကင်မရာကိုယ့်အတွက်အကျိုက်ဖြစ်မလဲအဲ့ဒါအပြင်နောက်ထပ်စမ်းစီခြင်းနဲ့ဖုန်းတွေရှိရဆိုရင်လည်းကုန်းမှာပြောသားပေးပါအောင်เนาะဆိုတော့ right ပါနောက်ထပ်ဆက်ဝင်စားအောင်ねဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်